သုံးနှစ်ဆက်တိုက်အစီအလင်ဖြစ်ခဲ့ပေမဲ့အာဆနယ်အသင်းရဲ့ဆူပါလာရီရနိုင်မယ်လို့ယုံကြည်ချက်အပြည့်ရှိနေတဲ့အာဒီတာဂျီယာဒီမာအာဆနယ်အသင်းက ဖလားလက်မဲ့နောက်တရာဒီဇုံခဲ့ရပြန်ပြီဖြစ်ပါတယ်။ဒါပေမဲ့လည်းမီကဲလ်အာဒီတာကတော့အာဆနယ်အသင်းနဲ့အတူအနာဂတ်မှာဆူဖလားရီရယူနိုင်လိမ့်မယ်လို့ယုံကြည်မှုအပြည့်ရှိနေရလဲဖြစ်ပါတယ်။အာဆနယ်အသင်းကတနင်္ဂနွေနေ့ရက်ကစားခဲ့တဲ့နျူကာဆယ်အသင်းနဲ့ပွဲမှာတကူကူမရှိနဲ့အနိုင်ရခဲ့တာကြောင့်နောက်ရာသီချန်ပီယံလိကစားသွားရဖို့တည်ကြသွားခဲ့ပြီဖြစ်ပါတယ်။ပွဲချိန်55မိနစ်မှာသွင်းယူခဲ့တဲ့ဒဂွန်ရိုက်ဆယ်သွင်းကိုနဲ့အာဆနယ်အသင်းကအနိုင်သုံးမဲ့ရယူနိုင်ခဲ့တာဖြစ်ပြီးတော့ပရီးမီယာလိအဆင့်နှစ်နေရ များကိုဆက်လက်သိမ်းပိုက်ခဲ့ပါတယ်။ဒါဟာအာဆနယ်အသင်းအနေနဲ့ပရီးမီယာလိမှာဒုံယာသည့်ဇတိုက်ဒုတိယနေရာနဲ့သာခြေနှက်ခဲ့ရတာလည်းဖြစ်ပါတယ်။အာဆနယ်အသင်းကတရားသည်ဂျန်နယ်ပြည်ရင်းဖလားပြိုင်ပွဲတွေဖြစ်တဲ့ FA ဖလားနဲ့ကာရာဘောင်းဖလားတို့မှာလည်းမန်ချက်စတာယူနိုက်တက်အသင်းနဲ့နယူကာဆယ်အသင်းတို့ကိုရှုံးနိမ့်ပြီးတော့ပြိုင်ပွဲအသီးသီးရနေပြီးတော့ထွက်ခွာခဲ့ရပါတယ်။ချန်ပီယံလိပြိုင်ပွဲမှာတော့အာဆနယ်အသင်းက ရီယယ်မက်ဒရစ်အသင်းကိုနှစ်ကြော့စလုံးအနိုင်ကစားပြီးတော့ပရိသတ်တွေကိုအထင်ကြီးစေခဲ့တယ်ဆိုပေမဲ့ PSG နဲ့အတွေ့မှာတော့နှစ်ကြော့စလုံးပြန်ရှုံခဲ့ပါတယ်။အဲဒီအတွက်ဒီရာသီမှာလည်းအာဆနယ်အသင်းကစူပလာတလုံးမမရခဲ့တဲ့အတွက်နီးပြအာဒီတာအနေနဲ့အသင်းကိုစတင်ကင်တွေတဲ့2019ကနေစပြီးအခုအချိန်ထိ FA ဖလားတလုံးသာစုခူးထားနိုင်ခဲ့ပါတယ်။ဂျာထဲမှာ community တိုင်းစူပလာနဲ့ချိန်လဲရခဲ့သေးတယ်ဆိုပေမဲ့အဓိကစူပလာတွေမဟုတ်တာကြောင့်အာဒီတာအတွက်အာဆနယ် ီးပြဘဝဟာ အခုထိတော့အောင်မြင်မှုတွေရတယ်လို့မဆိုနိုင်သေးပါဘူးတစ်ဖက်မှာလည်းအသင်းပရိသတ်တွေက အာဒီတာရဲ့အရေးချင်းနဲ့ပတ်သက်လို့စတင်မိကွန်းထုံးမှုတွေရှိလာကြပြီဖြစ်ပြီးတော့ဘယ်အချိန်များမှအတင်းကစူဖလာတွေရတာကိုမြင်ရမှာလဲဆိုပြီးတော့ဈေးမရှိမှုတွေဖြစ်ပေါ်လာကြပါတယ်။ဒါပေမဲ့လည်းအာဒီတာကတော့အာဆနယ်အတင်းကိုစူဖလာတွေရယူပေးသွားဖို့ကိုလက်မလျှော့သေးကြောင်းနျူကာဆယ်အတင်းနဲ့ပွဲအပြီးမှာပြောဆိုသွားခဲ့ပါတယ်။ဒီအသည်မှာအသင်းပရိသတ်တွေအတွက်စူဖလာတလုံးလောက်ယူပေးဖို့ကျွန်တော်တို့မှာရှင်းလင်းတဲ့ရည်မှန်းချက်ရှိခဲ့ပါတယ်။ဒါပေမဲ့ကန်ဆိုးစွာနဲ့ကျွန်တော်တို့တွေဖြတ်တန်းကြုံတွေ့ခဲ့ရတဲ့အခြေအနေတွေကြောင့်အဲ့ဒီ ရီမန်းချက်ကိုအကောင့်ထဲမဖော်နိုင်ခဲ့ကြပါဘူး။ဒါပေမဲ့လည်းအိမ်မက်တွေအနောက်ကိုလိုက်တာကစိတ်ရှုပ်စရာမဖြစ်ဖို့တော့လိုပါတယ်။တစ်ချိန်တည်းမှာဒီအသိန်းကလုံးပြနေတဲ့မယုံနိုင်စရာကောင်းလို့တဲ့အရာတွေကိုမြင်အောင်လဲကြည့်နိုင်ရပါမယ်။ကျွန်တော်တို့မှာရှိနေတဲ့ပြဿနာအထက် ပုံငယ်တဲ့ပြဿနာလောက်ပဲရှိတာတောင်အစဉ်၈၁၆လောက်ရောက်နေတဲ့အသင်းတွေကိုလည်းကျွန်တော်မြင်ခဲ့ပြီးပါပြီ။အဲဒီအတွက်အရာကိုအတိအမှတ်ပြုရပါမယ်။ကျွန်တော်တို့မှာနေစဉ်ရှိနေတဲ့ပြဿနာတွေနဲ့ယာတီတစ်လျှောက်လုံးရှိခဲ့တဲ့ပြဿနာတွေကိုကျွန်တော်မြင်ပါတယ်။ဒီနေ့မှဆိုရင်လည်းကျွန်တော်တို့မှာနောက်ထပ်ပြဿနာ၃ခုရှိခဲ့ပါတယ်။အဲဒီလိုမျိုးဖြစ်နေခဲ့တာက၁၀လောက်ရှိပါပြီ။ရဲတပ်တစ်ပတ်တိုင်းမဲမဟုတ်ပါဘူး။ဒါပေမဲ့ကျွန်တော်တို့မပြုတ်လဲသွားပါဘူး။ ကျွန်တော်တို့ရဲ့စိတ်တက်တရားအရန်ခိုင်မာနေကြပါပြီ။အဲ့ဒါကပြိုလဲသွားမှာမဟုတ်ပါဘူးဆိုပြီးတော့အာတီတာကပြောခဲ့ပါရယ်။ဆက်လက်ပြီးတော့လည်းအာတီတာက အသင်းအတွက်အနိုင်ကိုသွင်းယူပေးခဲ့တဲ့ Declan Rice နဲ့ပတ်သက်လို့လည်းချီးကျူးခဲ့ပါတယ်။ Rice ကတရားသည့် Arsenal အသင်းရဲ့အကောင်းဆုံးကစားသမားဆီးမှာပါဝင်နေသူဖြစ်ပြီးတော့အသင်းအတွက်ပြိုင်ပွဲဆုံးမှာသွင်းကိုပါဝင်ပတ်သက်ပေးမှု16ချိန်ပြုလုပ်ထားပါတယ်။ Arsenal အနေနဲ့ Real Madrid ကို Champions League ပထမအကြော့မှာအနိုင်ရရှိခဲ့တာကလည်း Rice ရဲ့တကူတော်ဆွေးရည်ကြောင့်လို့ပြောလို့ရနိုင်ခဲ့ပါတယ်။အဲဒီအတွက် Arteta ကအထူးသဖြင့်ယာတီနောင်ပိုင်းလောက်မှာသူကအယံကိုထူးချွန်ခဲ့ပါတယ်။သူကအသင်းအတွက်နိုင် ွဲတွေဖော်ဆောင်ပေးတယ်၊ဂိုးတွေသွင်းယူပေးတယ်။အချက်လက်တွေကလည်းမနစ်ကရာသီထက်ပိုကောင်းလာပါတယ်။ဒါပေမဲ့သူ့မှာလည်းဒိုတက်ဖို့လိုသေးတဲ့အပိုင်းတော့ရှိပါသေးတယ်ဆိုပြီးတော့အာဒီတာကဒီဂန်ရိုင်းအပေါ်ပြောဆိုသွားခဲ့ရလေဖြစ်ပါတယ်။ဗီဒီယိုလေးအဆုံးထိလိုက်ပါကြည့်ရှုပေးတဲ့အတွက်လည်းအားလုံးကျေးဇူးများကြီးတင်ပါတယ်ရှင်။